ရှင်မြန်းနုနဲ့တည်ကြပြီးမှမှတ်တမ်းကောင်းတစ်ခုကိုဆက်ထိန်နိုင်ခဲ့တဲ့ခေကြီးအားလုံးပဲမင်္ဂလာပါအကြောင်းတော်ရန်စားသည်ရှိခဲ့ကြတဲ့ခေကြီးနဲ့ရှင်မြန်းကြီးတို့ရဲ့ပွဲစဉ်အားဆိုရင်တော့တေးဓမတ်စီခွဲယူကြရင်နေပြီးဆုံးသွားခဲ့ပါပြီတကယ်တမ်းတေးဓမတ်ဟာခေကြီးတို့တက်ကျင်တဲ့ဆရာဆိုပေမဲ့ဖလားမြွန်လေးချင်းရှိနေသေးတဲ့ရှင်မြန်းကြီးတို့အတွက်ကတော့လက်မခံနိုင်စရာရလက်ဖြစ်ပါတယ်ဒီခုလိုရမတ်ဆုံးရှုံးပြီးတဲ့နောက်မှာရှင်မြန်းကြီးတို့ကပခိုးတဲ့15မတ်ထိကွာဟသွားခဲ့ပြီဖြစ်လို့ဖလားလူပင်ကနေတတ်တာပြလိုက်လို့ရနေပါပြီခေကြီးတို့ကပထမပိုင်းမှာကလေးကဘရူနိုရဲ့ဖရီကစ်ကိုနဲ့ဥဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာ ာကေဂျီတို့ထိန်းကစားခဲ့ပေမဲ့ declarance ချိပါကူကိုတော့ခွင့်ပြုပေးလိုက်ရပါတယ်။အဲဒီနောက်ပိုင်းမှာဆိုရင်ကေဂျီတို့တိုက်စစ်ပြန်ကစားလာခဲ့ပြီးတော့အခွင့်အရေးတွေလည်းပို့ပြီးတော့ရရှိခဲ့ပါတယ်။လူဆောင်ရင်တိုက်စစ်မူဘိုင်လန်ကလည်းအခွင့်အရေးနှစ်ကြိမ်လောက်ရခဲ့ပေမဲ့နှစ်ကြိမ်စလုံးကိုအသုံးမချနိုင်ခဲ့တယ်လို့ဂိုဒမရော်ယာကလည်းလက်ဆန်းပြကာဝယ်နေခဲ့ပါတယ်။ဒါအပြင်နာချင်းချင်းပူမှာရော်ယာကကန်ချက်နှစ်ကြိမ်လောက်ကိုလက်ဆန်းပြကာဝယ်သွားခဲ့တာကြောင့်စင်မြန်တို့လည်းတတ်တာရရှိသွားခဲ့ပါတယ်။တကယ်တမ်းဒီပွဲအားဆိုရင်ကေဂျီတို့တိုက်နိုင်ခဲ့တဲ့ပွဲတစ်ပွဲလို့တော့ပြောလို့ရပါတယ်။အခွင့်အရေးတွေလည်းပို့ရခဲ့ပြီးတော့အသုံးမချနိုင်ခဲ့လို့ဒါတည်ရင်နဲ့ဂျင်းနဲ့ခဲ့ရတာပါ ။ကကြီးတို့ကအနိုင်ရလက်တော့မရလိုက်ဘူးဆိုပေမဲ့ Ultra Foot မှာတော့မှတ်တမ်းကောင်းတစ်ခုကိုစတင်ထားနိုင်ခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းကို1984ခုနှစ်ကတည်းကထိမ့်သိမ်းလာခဲ့တာယခုအချိန်ထိပဲဖြစ်ပါတယ်။အဲ့ဒီမှတ်တမ်းကတော့ Ultra Foot မှာကန်တဲ့ပွဲစဉ်တိုင်းမှာပထမပိုင်းကိုဦးဆောင်နိုင်တဲ့ပွဲတိုင်းကိုမရှုံးနိုင်တဲ့မှတ်တမ်းပဲဖြစ်ပါတယ်။အခုဆိုရင်အဲ့ဒီမှတ်တမ်းကိုထိမ့်သိမ်းလာနိုင်ခဲ့တာနှစ်ပေါင်း၄၀ကျော်တိကျရှိလာခဲ့ပါပြီ။နောက်ဆုံးအချိန်အင်ကွင်းမှာပထမပိုင်းကိုဦးဆောင်ထားပြီးရှုံးနိုင်ခဲ့ရတဲ့ပွဲက1984မေလ9ရက်နေ့တုန်းကအစ်ဆွတ်တောင်တင်းတဲ့ပွဲစဉ်တုန်းကဖြစ်ပါတယ်။အဲ့ဒီအချိန်ကနေယခုအချိန်ထိ ကိုပယ်နီကစားထားခဲ့ပေမဲ့ဂကြီးတို့ကတော့ပထမပိုင်းဥဆောင်နိုင်တဲ့ပွဲဆိုရင်တခါမှကိုမရှုံးနိုင်သေးပါဘူး355ပွဲအထိကိုအနိုင်ကန်ထားနိုင်ခဲ့တာဖြစ်ပြီးတော့33ပွဲခန့်လို့တည်ရလက်ထွက်ပေါ်ခဲ့ပါတယ်အဲဒီကာလအတွင်းမှာရိုဟန်ကစ်ဆန်နဲ့ဆာအလက်တို့အပြင်ဆာအလက်နောက်ပိုင်းနီးပြတွေဖြစ်တဲ့မိုယက်စ်ဘန်ဟာဆိုရှာတို့နဲ့နောက်ဆုံးမိုရင်အစွန်ဒီဆန်ကြီးမတိုင်းကိုထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်ဂကြီးတို့ကနောက်ပိုင်းမှာဆိုရင်ဆန်ကြီးဇိုးတွေကိုပဲဖက်တိုက်တင်နေခဲ့ရတာတော့မှဒီဆန်ကြီးငုံလို့စတင်ထားနိုင်ဆုံးဖြစ်ပါတယ်ဒါပေမဲ့လက်ရှိခြေစွမ်းကအင်ကွင်းမှာတော့စိတ်မချတဲ့အနေအထားဖြစ်နေလို့ဘာမှမဆို ဖြစ်သွားနိုင်ပါတယ်။ဒေဂျီရိုအာစီမန်ကြီးတို့ကိုတည်ရကံပြီးတော့အဆင့်၁၄နေရာကိုပြန်တက်လှမ်းလာခဲ့ပေမယ့်တစ်ဖက်ကဝက်ဆန်းတဲ့နယ်ပွဲရလက်ကိုဆက်ပြီးတော့ဆောင်ကြည့်ရဖို့ရှိနေပါတယ်။ဒီအသည့်ကေဂျီရိုရဲ့ပွဲကအဆင့်၁၄နဲ့၁၅တဝိုက်မှာတပွဲလေလေနဲ့ပြီးဆုံးသွားဖို့ပဲညာနေပါတယ်။ဒါမဲ့ဂျာရဲ့ထဲမှာငါကျော်တန်းပလာဒုတိယကျော်ရှိနေပြီးတော့အဝေးခွင်မှာတည်ရကံလာနိုင်တဲ့ကေဂျီရိုအနေနဲ့အိမ်မဲမှာတော့နိုင်ပွဲယူဖို့လိုအပ်နေပါတယ်။စူပလာညွန်နေချက်ကလည်းဒါပဲရှိရတာမို့လို့ငါကျော်တန်းပလာမှာလုံးစင်တတ်နိုင်မလားဆိုတာဆောင်ကြည့်သွားရမှာဖြစ်ပါတယ်။အဆုံးသင့်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။